လူဘဝဆိုတာလိုချင်တာလည်းရမယ်မလိုချင်တာလည်းရမယ်တွေးချင်တာနဲ့လည်းတွေးမယ်မတွေးချင်တာနဲ့လည်းတွေးမယ်အဲ့ဒီထဲမှာအကောင်းနဲ့လည်းတွေးမယ်ဆိုးနဲ့လည်းတွေးမယ်အဲ့ဒါလိုကြုံတွေ့လာတဲ့လောကရဲ့သဘာဝလောကဓာတ်မုံတိုင်းနဲ့တွေးတဲ့အခါမှာကိုယ်စိတ်ဟာရှင်းရင်ရင်ဆိုတာမဖြစ်ဖို့ရအတွက်လေ့ကျင့်တာဟာစိတ်အလှပကိုတရားဆင်ပေးတာနဲ့အလားတူတူပေါ့ရေးချောင်ဖြစ်တဲ့ညုံကို ရှင်နဲ့ပဲပြန်ပြီးတော့ဆေးကြောတန်းစင်ကြတာဟုတ်လားဆေးတဲ့အခါမှာတန်ရှင်းစင်ကြတာထို့တူပဲစိတ်ကြောင့်ဖြစ်နေတဲ့မတန်ရှင်းတဲ့ပူလောင်တဲ့သဘာဝတရားတွေကိုတတိပညာလုံးဝဝိရိယဆိုရင်အစွတ်ထက်တဲ့အရာတွေနဲ့တွဲဖက်ထားတဲ့စိတ်ကလေးနဲ့ကိုယ်စိတ်ရဲ့ပူလောင်မှုတွေ အငြိကြီးတွေကိုစိတ်နဲ့ပဲပြန်ပြီးတော့တုတ်တင်ရှင်နေချင်ရမှာဖြစ်တယ်။အဲ့ဒီတုတ်တင်ရှင်နေဤကိုမြတ်စွာဘုရားကဟောကြားတာ။ဘုရားတရားနာရတဲ့ဆိုတာအဲ့ဒီအသည့်တွေရပြီးတော့လောက်ချဖို့လုပ်တယ်ပေါ့နော်။လောက်ခဲနေရင်တော့မရဘူးပဲဟာမှာ